အလောင်းတော်ကတပလှိုင်ကူတဲသို့ဝင်နိုင်ခဲ့သူအလောင်းတော်ကတပလှိုင်ကူတဲသို့ဝင်နိုင်ခဲ့သူမှာအမရပူရမြို့တတမမြောက်ကျော်အောင်စံထားဆရာတော်အရှင်ဝါရမဘီဝန္ဒဖြစ်ပါသည်ဆရာတော်ရေးသားသောအလောင်းတော်ကတခီးသွားမှတ်တမ်းစာအုပ်တွင်ဆရာတော်ကြုံတွေ့ခဲ့ရသောအဖြစ်အပျက်များနှင့်အလောင်းတော်ကတပလှိုင်ကူတော်တဲတွင်ဆရာတော်တွေ့မြင်ခဲ့ရသောအရာများကိုအခုလိုပြောပြထားပါသည် ဆရာတော်သည်1336ခုနှစ်တပူတွဲလာဆန်းတရက်နေ့တွင်အလောင်းတော်ကတ္တပသို့ခရီးထွက်ခဲ့သည်လမ်းခုလက်တနေရာတွင် တစ်ပင်တပင်နောက်မှ ခွေးတကောင်ထွက်လာပြီးဆရာတော်အားလမ်းပြခဲ့သည် ဆရာတော်သည် အလောင်းတော်ကတပလိုင်ကူတို့ရောက်သည့်နှင့်သူကတော့ငါးချက်ကားထားကိုယနေ့မှစ၍45ရက်အတွင်းပတ်ရီ9000ပြည့်အောင်စိတ်ပါမည်ဟူတစ္ဆာအဋိဌံပြုလေသည်မှန်ကန်သောတစ္ဆာစကားဖြစ်ပါက ခုနှစ်ရက်အတွင်းကူပွင့်၍အထဲဝင်ပြီးပတိစိတ်နိုင်ပါစေသားဟုပဋ္ဌာနာပြုလိုက်လေသည်ဆရာတော်အဋိဌံပတိစိတ်နေစဉ်အတွင်းအလောင်းတော်ကတပတော်ဆောင်နှမအစိမ့်ငွေများဖြင့်နှောက်ရသောကြောင့်မူးမေ့သွားလေသည် ထိုအခါဗောဓိမြိုင်ဆရာတော်ကြီးမှထူးဆန်းအံ့ပြပွဲရာရောက်ရှိလာပြီးကဲတင်ပေးခဲ့သည်ဟု သိရှိရသည်ထို့နောက်ဆရာတော်ဤအတိတ်ထံပြေသောအခါကုတကားသည်လူတကိုဝင်စာပွင့်သွားလေသည်ထိုအခါဆရာတော်သည်ဝန္တာစွာဖြင့်ကူအတွင်းသို့ဝင်၍အလောင်းတော်ကတပကိုရောမြတ်ကြီးအားဖူးရိခွင်ရလေသည်ဆရာတော်ဖော်ပြချက်အရအလောင်းတော်မှာထုတတောင်အလျား၉တောင်အနံ၄တောင်နှစ်မိုက်ရှိသောကြောက်ညိုပြားပေါ်တွင်ပလက်လန်လျက်ရှိနေသည်အလောင်းတော်အရက်မှာ၆ထောင်တထွာနှင့်လက်သုံးလုံးရှိသည် ဝေယုံထားသောတင်ကန်းမှာတစ်ခေါက်အယောင်ဆိုးဖြစ်၍ဆွေးမြေ့နေပြီဖြစ်သည်။ဦးကောင်းတော်တွင်ဆန်အောင်ကဆန်ကောဝိုင်းပမာဏရှိ၍ရှုပ်ထွေးနေသည်။နဖူးပေါ်သို့ကျနေသောဆန်တော်ကိုတိုင်းကြည့်ရာငါးတောင်နှင့်လက်သုံးလုံးရှိသည်။လက်သေးများမှာနှလက်မခန့်ရှိနေသည်။ဖျားထုရဲ့လက်သေးများညှဲ့ယူခဲ့ပြီးနောင်တွင်ခြေသည်လက်သေးများကိုဖျားတီရာတွင်ထာပနာထည့်သွင်းခဲ့သည်။ကိုရိုမြတ်ကြီးနှင့်သုံးတောင်အကွာတွင်လူတရက်ခန့်မြင့်သောအမြဲလင်းနေသည့်ကြောက်ဖျောင်းနိုင်ကြီးသုံးနိုင်ရှိလေသည်။ ခေါင်းရင်းတွင်လှဲပြီးခန့်ပန်းဆိုင်ကြီးနှစ်ခုကိုတွဲလဲဆွဲထားသည်လှူထားသည့်ရတနာပစ္စည်းများဖြစ်သောရွှေဆွဲကြိုးလက်ကောက်လက်စွပ်ချေခြင်းနားထောင်ရွှေပြားငွေပြားများမှလှဲငါးစီးတိုက်ခန့်ရှိလေသည်ဂျေးစီအကြီးအသေးအထက်ကလူတရက်ခန့်ရှိလေသည်ရွှေခွက်ငွေခွက်များလည်းအများပြားတွေ့ရသည်မျက်နှာကျက်တွင် ရုပ်သေးရုပ်များကြောင်မောင်းများတွဲလွဲကြနေလေသည် ရှင်သူငယ်အလင်းအပေါက်မှနှစ်တောင်ခန့်ကျယ်၍ အမြင့်ပေ20ခန်းရှိသည့်ဆရာတော်ကြီးလည်းအလောင်းတော်ကတပလှိုင်ကူရဲတွင်45ရက်တိတိအတိလံပတိစိတ်၍ပြီးသောအခါ30တပုံသားတို့အားအမျှဝေလေသည်ထို့နောက်ဆရာတော်ကြီးသည်လှိုင်ကူတော်မှ ပြန်လည်ထွက်ခွာခဲ့လေတော်သည်